မလာပါဒီနေ့မေလ26ရက်နေ့ Can China's new steel technology challenge Trump's golden drone Can China's new steel ကိုပြော technology ပေါ့ technology ကလည်း challenge ဆိုတာစိန်ခေါ်နိုင်မလားပေါ့နော် challenge ဆိုတာ main verb ဖြစ်သွားပြီ Trump's golden drone မှာလက်ရှိ Trump အစိုးရကအာဒီတိဆောင်မယ်ဆိုတဲ့ drone ပေါ့ iron drone sorry golden drone ကိုတဲ့စိန်ခေါ်နိုင်ပါမလားတဲ့ Chinese scientists develop new material which could prevent a proposed UN missile defense system using infrared and microwave detection model. Chinese scientists, the they engineer developed rather bomogam new material but materials the O2 PC, the technology PC edit. which could prevent ဆိုတာကတားဆီးနိုင်တာတားဆီးနိုင်တယ်ဆိုတော့ဖြစ်နိုင်ခြေကိုပြောတာ could ဆိုတာကအဲ propose ဆိုတာကသူတို့တင်ပြထားတာရှိတယ် US missile defense ပေါ့အာဖော်ပြထားတဲ့ US missile ကာကွယ် golden drone ကိုပေါ့ system defense system ဆိုတာကာကွယ်စနစ်ပေါ့အဲ့စနစ်ကိုဒီသူတို့ပြောဆိုထားတဲ့ propose လုပ်ထားတဲ့ American က propose လုပ်ထားတဲ့ဒီကာကွယ် missile ကာကွယ်စနစ်ပေါ့ defense system ကိုဒီ ဒီတရုတ်တွေရဲ့ဒီတည်ထွင်ထားတဲ့ပစ္စည်းကပေါ့ဘာလို့လဲတားဆီးနိုင်သလားပေါ့တားဆီးနိုင်သလားလို့ပြောတာပေါ့နော်တားဆီးနိုင်သလားဆိုတော့တရုတ်ကဒီတည်ထွင်ထားတဲ့ပစ္စည်းကသူတို့ရဲ့ဒီ drone ကို တားဆီးနိုင်သလားလို့ဆိုလိုတာနော်အဲ့တော့သူတို့ကဘာတွေသုံးထားလဲဆိုတော့အဲ့ system မှာဘာတွေသုံးထားလဲဆိုလို့ရှိရင်အဲ့ system which is using လို့ပြောထားတာ which နဲ့ is ကိုဖြုတ်ထားတယ် using ဆိုတော့အသုံးပြုတဲ့စနစ်ဘာဟောအသုံးပြုတာဆိုတော့ infrared တရာက infrared တရာကဒီအနီအောက်ရောင်ခြေပေါ့အနီအောက်ရောင်ခြေနဲ့တဲ့အဲဒါတော့အခေါ်ပေါ်လေးပေါ့ microwave ဆိုတာကလျှက်စအဲတန် light line တွေပါတယ်ပေါ့နော်ဒီ microwave detection ဆိုတဲ့စုံတော့ရှာဖွေတဲ့စနစ်တွေပါတဲ့တကယ်လို့ဒီ ဒီသူတို့အစီအစဉ်ပြစ်လိုက်မယ်အမေရိကကပြစ်လိုက်မယ်ဆိုလို့ဆိုရင်အာအနေရောရောင်ကြီးတွေနဲ့ဒီလက်စစ်တန်လိုက်လိုက်တွေနဲ့ပါတဲ့ဒီ detection ဆိုတဲ့ဒီအာပေါ့စုံတောက်လို့ပေါ့ထောက်လန်တဲ့စနစ်ပါဝင်နေဒီဒီဒီ US ကဒီ missile defense system ပါတဲ့ဒီ golden drone ကို golden drone ကို တရုတ်တွေရဲ့သိပ္ပံပညာရှင်တွေကဒါကိုတားဆီးနိုင်သလားဆိုတော့တားဆီးနိုင်သလားဆိုတော့သူတို့တားဆီးနိုင်သလားကိုကပဲသူတို့ကို penetrate ထိုးဖောက်ရမလားအဲ့ဒါအဲ့ဒါပြောတာအဲတားဆီးနိုင်သလားဆိုတော့အလားပြောတာเนาะတရုတ်တွေကတားဆီးနိုင်သလားဆိုတော့တရုတ်တွေတားဆီးနိုင်ရင်တရုတ်တွေနိုင်တာပေါ့ဒီသဘောပြောချင်တာတရုတ်တွေကမတားဆီးနိုင်တော့ဘူးဆိုလို့ဆိုရင်တော့သူတို့ပြင်ဝက်ပြင်ပြင်ပါလေအမေရိကပြင်ပြင်ပါဆိုတော့အဲဒါဆိုအမေရိကနိုင်မှာပေါ့ဒီသဘောပြောတာပေါ့ thank you for